ကဲကျွန်တော်ဆက်လက်ပြီးတော့စနေသားသမီးတွေရဲ့တပတ်တာကန့်ကျင်မှာကိုလမ်းညွှန်ဟောကြားမှာဖြစ်တဲ့အတွက်19ရက်အောက်တိုဘာလ2025တနင်္ဂနွေနေ့ကနေ25ရက်အောက်တိုဘာလ2025စနေနေ့တိဒီကာလအတော်အတွင်းမှာစနေသားသမီးရဲ့ကန့်ကျင်မှာဘယ်လိုဖြစ်မလဲကျွန်တော်တို့ကြည့်လိုက်ကြရအောင်ကဲစနေသားသမီးမိတ်ဆွေများတို့ပါ ကဲဒါစနေသားသမီးတွေမိတ်ဆွေများအနေနဲ့ကတော့ဟာလာဘုံကံတကူတက်ပြီးဆိုတဲ့တပတ်တာဖြစ်ပါတယ်နာမည်ကုန်တဲ့ရင်ကြီးမဲ့ဘုံကံတကူတက်မယ်ဟာလာကိုကြံစီမျောလင့်ထားတဲ့အရာတွေကလက်တွေ့ဖြစ်လာမယ်ဆိုတဲ့တပတ်တာကာလာမျိုးဖြစ်ပါတယ်အဲ့တော့အလုံးနဲ့ပတ်သက်တဲ့ကိစ္စတွေအလုံးကိစ္စတွေအဆင်ပြေမယ်စီဝိုင်းရောင်းဝယ်တဲ့ပတ်သက်တဲ့ကိစ္စတွေဆိုရင်လည်းဟာလာအောင်မြင်မှုတွေတိုးတက်မှုတွေဒီပေါ်မှာအကျိုးမြတ်တွေရတာတွေစိတ်ချမ်းသာတာတွေကြုံတွေ့ရမှာဖြစ်ပါတယ်အဲ့တော့အလုတ်ကန်အကြံစီတွေအောင်မြင်လာမယ်လို့ပြောလို့ရပါတယ် လက်ဆောင်ပစ္စည်းကရော့ကန်ပစ္စည်းအဆောင်ပစ္စည်းတွေဆိုတာမျိုးတွေလည်းရရှိပိုင်ဆိုင်တတ်တဲ့တပတ်တာဖြစ်တယ်အဲ့ဒါပြီးခဲ့တဲ့တပတ်နှစ်ပတ်တလနှစ်လကိုပင်မန်းခဲ့သမျှဟာလာကိုစူးစားခဲ့သမျှအခုချိန်ကြမှာပြန်ပြီးတော့အရာထင်ပြီးဟာလာအေးရအေးစစ်စစ်ကိုနေနိုင်ပြီဆိုတဲ့တပတ်တာဖြစ်တယ်ပေါ့နော်အမောပြေပြီဆိုတဲ့တပတ်တာပေါ့ ကိုပင်မှန်းခဲ့သမျှအခုတော့မောပြီပြီငွေကြေးနဲ့ပတ်သက်လာရင်လည်းငွေကြေးကန်ကောင်းမဲ့ရပောက်ရလန်းအခွင့်အလမ်းတွေပေါ်များမယ်ငွေကြေးအကြံစီတွေအောင်မြင်မယ်ငွေကြေးနဲ့ပတ်သက်လို့စိတ်ချမ်းသာရတဲ့ကာလမျိုးဖြစ်ပါတယ်အဲ့တော့ငွေကြေးအကြက်တဲတွေရှိနေတော့အဲ့ဒီငွေကြေးအကြက်တဲတွေအခက်ခဲတွေဒီဒီဘက်မှာအေးအေးဆေးဆေးဖြည့်ရှင်းနိုင်မှာဖြစ်ပါတယ်အခြေအနေတော်ကြီးမှာတော့နားလည်မှုလွဲတာစကားပြောရများတာအနေငယ်စိတ်ညစ်ရတာတွေကြုံရမယ်ပြင်ရဆိုင်ရာအင်တာဗျူးကိစ္စတွေဒီဒီဘက်မှာလုံမယ်ဆိုရင်တော့အဆင်မပြေနိုင်ဘူးမအောင်မြင်နိုင်ဘူးအဲ့တော့မလုပ်တာပို့ပြီးတော့ကောင်းပါတယ်ကန်တေးကကိုယ့်ဘက်မှာဟာလား နေရာမပေးသေးဘူးပေါ့ဟလာအရေးကြီးတဲ့စကားကိစ္စတွေပြောဖို့ဆိုဖို့ဆိုလို့ရှိရင်တော့ပြောပါကိုယ့်ဘက်ကအတာရမယ်အနိုင်ရမယ်ကောင်းသောခီးတွေကြုံမယ်ခီးနီးခီးဝေးနှစ်တန်သွားရတတ်တယ်ခီးနဲ့ပတ်သက်တဲ့ကိစ္စတွေအရေးကြီးခီးစဉ်ကိစ္စတွေအောင်မြင်မှာဖြစ်ပါတယ်အဲ့တော့ကျမကြီးအရာလည်းပြောကြရမလို့ကျမကြီးကံကောင်းနေတဲ့အခြေအနေပေါ်မှာယက်တည်နေတာဖြစ်ပါတယ်အဲ့တော့ဒီဘက်ကအနှစ်ချုပ်လိုက်မယ်ဆိုရင်တော့ကံကောင်းနေတဲ့နေရာမှာစနေသားသမီးမိတ်ဆွေများလည်းပါဝင်ပါတယ်အဲ့တော့ဒီဘက်ကကံကောင်းလက်ရှင်အချိုးပေးကဏ္ဍဒီ3 9 ဖြစ်ပါတယ်အကျိုးပေးတဲ့အကြောင်းကအနက်ရောင်ဖြစ်ပါတယ်စနေသားသမီးတွေအတွက်လမ်းညွှန်ခဲ့တာပါ